နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မော်လမြိုင်မြို့မှာဆရာဝန်ဖြစ်တဲ့သူကသူ့ရဲ့မိန်းမကိုတတ်ဖို့ဆိုပြီးတော့7သိန်း80ပေးတယ်7သိန်း80နဲ့ပေါ့ဗျာဒီလူမိုက်ဖွဲ့ကိုငှားပြီးတော့တတ်ခိုင်းတယ်ပေါ့ဗျာမော်လမြိုင်မှာဖြစ်သွားတာဆရာဝန်ကသူ့မိန်းမရဲ့သူကကွာရှင်းထားတယ်ကွာရှင်းထားရင်နောက်ပိုင်းမှာသူ့မိန်းမကိုသူကတတ်ချင်တော့ဒီလူမိုက်ဖွဲ့ကိုလူမိုက်ဖွဲ့ကိုငှားတယ်သိန်း80နဲ့ငှားတယ်ငှားပြီးတော့သူ့မိန်းမကိုတတ်ခိုင်းတယ်အဲလိုအခြေအနေဖြစ်သွားတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ကတော့ကျွန်တော်တို့ဒီမန္တလေးမှာမန္တလေးမှာဒါ မိမဖြစ်တဲ့သူကလင်ကြီးကိုလင်ငယ်နဲ့ပေါင်းပြီးတတ်တယ်တတ်တယ်လင်ကြီးကတော့ကျွန်တော်တို့ဒီတနတ်တန်ရဓာတ်တန်ရနဲ့ပြေးသွားတယ်နောက်ဆုံးမှကျွန်တော်တို့ဒီဒီအမျိုးသမီးရဲ့ပြီးရင်ကျွန်တော်တို့သူ့ရဲ့လင်ငယ်ပေါ့ဗျာလင်ငယ်သူတို့နှစ်ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လက်နက်လည်းမိတယ်ပြီးရင်ဆက်ဆက်ပစ္စည်းလည်းမိတယ်ဆက်ဆက်ပစ္စည်းလည်းမိတယ်မတော့အချင်းတို့ကကျွန်တော်ကအချင်းတွေတင်ပြခဲ့တယ်လက်ရှိလည်းကျွန်တော်တို့ဒီမော်လမြိုင်ဖြစ်စဉ်လည်းတင်ပြမှာရမယ်။ဘာကြောင့်လဲဆိုတော့ဒီမန္တလေးဖြစ်စဉ်ကြတော့တင်ပြပြီးမော်လမြိုင်ဖြစ်စဉ်ဘာကြောင့်မတင်ပြရလဲဆိုတော့ကျွန်တော်မေးစရာမေးဖို့နေဖြစ်လာနိုင်တယ်။အဲ့တော့ ီလိုမျိုးတွေလည်းရှိတယ်ဒီလိုမျိုးတွေလည်းရှိတယ်ယောက်ျားနဲ့မိန်းမတက်တာမိန်းမနဲ့ယောက်ျားတက်တာဒါတွေရှိတယ်ဒါတွေကကျွန်တော်တို့ဆင်ခြင်နိုင်မှုပဲတင်ပြတာဖြစ်ပါတယ်ဖြစ်စဉ်ကမေလ9ရက်နေ့မွန်းလွဲတနင်္လာနေ့20ရက်ကမော်လမြိုင်မြို့ကွင်းရက်အောက်လမ်းမကြီးအဲ့မှာရှိတဲ့ကျွန်တော်တို့ဓာတ်ပေါက်ဓာတ်ပေါက်ဆိုင်ပေါ့ဗျာအဲ့ဓာတ်ပေါက်ဆိုင်ကြီးမှာမတင်ကလူငါးယောက်တွေ့တယ်သူတို့ကကျွန်တော်တို့ဒီတိုးတာကားနှစ်စီးနဲ့ရောက်လာတယ်ဗျရောက်လာတော့အချင်းတွေရောက်လာတယ်လူစိမ်းတွေလူစိမ်းတွေရောက်လာတယ် ရောက်လာတဲ့အခါမှာကျွန်တော်တို့ဒီနေမြေမှာရှိတဲ့အဖွဲ့တွေကရတဲ့အဖွဲ့ကိုတရင်တရင်ပေးတယ်တရင်ပြီးတော့ကျွန်တော်ဆက်ဆက်တယ်ဆက်ဆက်ပြီးအဲ့လူတွေဖမ်းတယ်ဖမ်းရမိတဲ့အခါမှာဖမ်းရမိတဲ့သူတွေကဒီကားအောင်မောင်းတဲ့သူကရင်မောင်းဖြစ်တဲ့သူကဒီဇေယအောင်ဇေယမြို့သိမုဒ္ဓမမြို့ပေါင်မျိုးနယ်နဲ့အသက်60ခန်းအရွယ်ရှိတဲ့နိုင်ဦးအဲ့တော့သူ့ကိုမိတယ်သူ့ရဲ့လွယ်ထဲကကျွန်တော်တို့ဒါတနတ်တလတ် ကြည်အိမ်တစ်ခုပြီးရင်ကျွန်တော်တို့ဒါဆက်ဆက်ပြီးတော့ကြည်အိမ်တနတ်တွေမိတယ်ဗောပြင်စတိုမိတယ်ဗောမိတယ်ပြီးရင်ကျွန်တော်ထပ်ပြီးတော့ဒါတို့ပါတယ်လို့ဆက်ဆက်ပြီးတော့ဒါစစ်စေးတဲ့ခါမှာလဲကျွန်တော်တို့တော့ချော့တော့ချော့မိတယ်ဗောဗျမိတယ်မိကြတယ်ဗောမိတဲ့ခါမှာကဆက်ပြီးနောက်တဲ့ဇီကိုကျွန်တော်တို့ထပ်ပြီးတော့ဒါစုံစမ်းတဲ့ခါမှာစုံစမ်းတဲ့ခါမှာကျွန်တော်ကွင်းရက်ရက်ကွာတဲ့အောက်အောက်လမ်းမကြီးအတိုင်းမောင်ငန်ဈေးဘက်ကိုလာတဲ့ဒီကြောင်ပြီးသွေးရုံမိဘအင်းကြီးကိုမောင်းလာတဲ့ကျွန်တော်တို့ KYN KYN ကျွန်တော်တို့ဒီ တိုတာပရိုဘော့အဲအဲ့ဒီကားလေးစုလေကျွန်တော်တို့စစ်စစ်တယ်ပေါ့ဗျာနံပါတ်ကကျွန်တော် KYN4DD1163 အဲ့ဒီကောက်လည်းစစ်စစ်တယ်စစ်စစ်တဲ့အခါမှာအဲ့ဒီလူတွေကသွေးတောက်ရက်ကိုယ်ချံကုန်ရက်ကောက်မှနေတိုင်းနဲ့အသက်40နှစ်ရင်မောင်းဖြစ်သူဟိုဗျာဆက်ဆက်ပြီးမိရောဗျာထားပါသူတို့မိကြတယ်ပေါ့မိကြတယ်အဲ့တော့မိတော့မိတော့ဘာလို့ကြားရလဲဗာလဲရက်တဖွဲ့ကကျွန်တော်စုံစမ်းစစ်စစ်တယ်စစ်စစ်တဲ့အခါမှာဖြစ်စဉ်ကအဲ့ဒီဓာတ်ပေါက်ဆိုင်ဓာတ်ပေါက်ဆိုင်ဓာတ်ပေါက်ဆိုင်ကကျွန်တော်တို့မဝင်းမမြတ်ဖြိုး ဇဝဲမင်းမြတ်ဖြိုးတတ်ဖို့အတွက်သူ့ရဲ့လင်ဖြစ်တဲ့သူက385လို့သူတို့လာတတ်တာစေခိုင်းလို့လာတတ်တာသူ့ရဲ့ယောက်ျားနာမည်ကဒေါက်တာဇင်မင်းအောင်အောင်ဇင်မင်းအောင်အောင်တတ်ခိုင်းတာဒေါက်တာဇင်မင်းအောင်အောင်နဲ့တပေါင်းဆိုင်ကမဝင့်မြမြဖြိုးတို့ကလင်မယားသူတို့တယောက်ကကျွန်တော်တို့ကွာရှင်းထားတယ်ငွေကြီးအရှုပ်ချင်းတွေကြောင့်ဒါသူ့ရောက်ကြတယ်သမိုင်းမောင်ကိုတတ်ဖို့တော့လောက်လာတတ်ဖို့တော့လောက်တာအဲ့တော့ဆက်ဆက်ပြီးတော့ဖမ်းရမိတယ်ပေါ့ဗျာအဲ့ဒီဖြစ်စမှာဖြစ်စမှာခုနကဓာတ်ပေါက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့မဝင်းမြမြဖြိုးကို တ်မဲ့ကျေးစားသမားတွေဖြစ်တဲ့နိုင်ဦးပြီးရင်ကျွန်တော်တို့ဇော်မင်းလက် ပြီးရင်ကျွန်တော်တို့ကျော်ဝင်းသူပြီးရင်ကျွန်တော်ဟိန်ဝင်းပြီးရင်ကျွန်တော်တို့ဒေါက်တာဇင်မင်းတော်တို့တို့ဗျာဖမ်းဆီးပြီးတော့အရေးယူလိုက်တယ်ဗောအဲ့လိုဖြစ်တယ်ဘလောက်ဆိုးလဲဗျာယောက်ျားဖြစ်တဲ့သူကသူမင်းမောင်တတ်ခိုင်းတာသူမင်းမားနဲ့သူနေရလဲကွာရှင်းထားတယ်ကွာရှင်းတာသူမင်းမောင်ကိုတတ်ဖို့အတွက်ကျသိန်း80နဲ့လူမိုက်ဖွဲ့ကိုငှားတယ်။အဲလူမိုက်ဖွဲ့လည်းမိတယ်။လက်ရှိတော့သူတို့ကိုကျွန်တော်တို့ဒါဒီဒီဥပဒေတိုင်းဆက်လက်ပြီးလုပ်နေတယ်ဗျာ။ အဲ့လိုဖြစ်တယ်အဲ့လိုဖြစ်ကြပါလေပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်မန္တလေးမှာဖြစ်ပါတယ်မန္တလေးမှာဖြစ်တာကတော့ဒါမရေမိမနေပြီးတော့လင်းငယ်လင်းငယ်နဲ့ပေါင်းပြီးတော့လေကြီးကိုတတ်တယ်အခုဒီမှာမော်လီပိုင်မှာကျတော့ဆီအောင်ကသူနဲ့ကွာရှင်းထားတဲ့သူမိမကိုတတ်တယ်သူမိမကိုတတ်ဖို့အတွက်ငွေကျပ်သိန်း80နဲ့လူမိုက်ဖွဲ့ကိုငားတယ်ငားပြီးတတ်ခိုင်းတယ်အဲ့ဒီဖွဲ့ကိုမိတယ်အဲ့ဒီချင်းနေ